ဆန်သားပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဆရာနဲ့ဆရာမကအတွေ့အကြုံလေးတွေကိုမျှဝေပေးပြီးရဲ့နောက်မှာတော့အတွေ့အများတဲ့ဆန်သားပြဿနာတွေနဲ့ပတ်သက်ပြီးတော့အကြောင်းရင်းလေးတွေကိုလည်းပဲမျှဝေပေးစီချင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါအာဒီဆန္ဒပြသနာရေးနဲ့ပတ်သက်ပြီးအတွေ့ရများတာတော့ဒီသဘင်ကျွတ်တာပေါ့နော်ကျွတ်တာနေမှာတဖြည်းဖြည်းပါပါပြီးတော့ပြောင်းသွားတယ်ကွက်သွားတယ်ပေါ့နော်အဲ့ဒါတော့တွေ့ရများတယ်အာဖြစ်စီတဲ့အကြောင်းကြီးတော့အများကြီးရှိပါတယ်ဒါပေမဲ့အာအဓိကအဖြစ်များတဲ့အကြောင်းကြီးကတော့ genetic ပေါ့နော်အာသူက androgenic genetic alopecia လို့ခေါ်တာပေါ့နော် androgen ကြောင့်ဖြစ်တဲ့အာမျိုးရိုးလိုက်တဲ့အာပြောင်းတာပေါ့နော်နှစ်ဖူးပြောင်းတာပေါ့ဆိုတော့သူကဘာကြောင့်ဖြစ်လဲဆိုရင်ဒီ testosterone မှာမှာ dihydrotestosterone လို့ခေါ်တဲ့ DHT ပေါ့နော်အဲ DHT ကြောင့်ဖြစ်တာပေါ့အဲ့တော့ DHT level မျက်နှာကြောင့်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဥယျာဉ်ပြားမှာရှိရတဲ့ DHT ကိုဟိုဒီစပင်းအမြင့်ကလေးတဲ့အပေါ့နော် DHT ကိုတုံ့ပြန်မှုပိုများတာကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့သူ့ရဲ့ DHT ရဲ့ impact ဒီအာဒီစပင်အမြင့်လေးပေါ်မှာဘလို့သွားတက်ရောက်မှုရှိလဲဆိုရင်ဒေးရှိနဲ့တွေ့တဲ့အခါမှာအာသူဒီစပင်အမြင့်ဖူလေးတွေကတေးသွားတယ်ကျုံသွားတယ်အဲ့တော့စပင်အတွက်ဆန်သားအတွက်လိုအပ်တဲ့အာဟာရမရတော့ဘူးပေါ့နော်အဲ့တော့စပင်ကပါဝါမယ်ပို့ပြီးကျွတ်လွယ်မယ်အနောက်တစ်ခုကကြတော့ဒီကျမတို့အာစပင်မှာကကြတော့ hair cycle ပေါ့နော်အမြဲတမ်းရှည်နေတာမဟုတ်ဘူးသူကကြီးထွားတဲ့အဆင်ရှိတယ်အဲအဆင်မှာဆိုစပင်ကရှည်နေမှာပေါ့နော်ပြီးရင်နားတဲ့အဆင်ရှိတယ်ပြီးရင်ကျွတ်မယ်ဒီလိုတန်နေရလဲနေရပေါ့အဲ့တော့အဲ့ဒီမှာကိုမှသူကကြီးထွားတဲ့အဆင်ကိုကြတော့တိုးစေတာ အဲပြီးရင်နားနေအစင်အောင်ကြတော့သူကကြာစေတာပေါ့အဲ့တော့စပင်ကကျွတ်သွားတယ်ပြီးရင်လီမီအောင်ပြန်မပေါက်နိုင်တော့အဲအဲ့ဒီမှာကနေတဖြည်းဖြည်းကျွတ်ကျွတ်ပါပြီးတော့ပြန်သွားတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆရာမခုနကပြောတဲ့ဒီမျိုးရိုးလိုက်လို့နဖူးပြောင်းတဲ့ကိစ္စပေါ့နော်အဲအတိအားလဲကျွန်တော်ဆေးကန်းတွေမှာတော်တော်များများတွေ့ရတယ်အထူးသဖြင့်တော့လူငယ်တွေတောင်ဒီရက်ပိုင်းမှာပို့တွေ့တာပေါ့နော်ဒီနှစ်ပိုင်းတွေမှာအဲ့တော့ကျွန်တော်သိကျင်တာတကယ်လို့ဒါအဲ့လိုမျိုးမျိုးရိုးရှိတယ်ကျွန်တော်တို့ရဲ့မိဘမျိုးမှာနဖူးပြောင်းတဲ့မျိုးရိုးရှိတယ်ဆိုရင်ကျွန်တော်ဒီဟာလေးတွေကို ကာကွယ်လို့ရနိုင်မလားဒါမှမဟုတ်လဲကာကွယ်လို့မရဘူးဆိုရင်တော့နှေးသွောင်းအောင်တခုခုများလုပ်လို့ရနိုင်မလားပေါ့နော်ဆရာမရဲ့အမြင်လေးပြောပါအောင်ဟုတ်ကဲ့ပါအာဥပမာမျိုးရိုးရှိတယ်ဆိုတာတည်ထားတယ်ဆိုလို့ရှိရင်နှမျိုးရှိရပါတော့เนาะအခုစပြီးကျွတ်နေပြီလားပေါ့အဲစပြီးတော့ဟိုမကျွတ်သေးဘူးကိုကကာကွယ်ထားခြင်းနေဆိုလို့ရှိရင်တော့ကိုကဒီမှာ lifestyle တွေပြောင်းလာလုပ်လို့ရတယ်အဲနောက်ပြီးတော့ဒီစပင်နဲ့ဆန်သားဥယျာဉ်အားဖြည့်ပေးတဲ့ supplement တော့ပေါ့เนาะအဲ့ဒါမျိုးတွေတောက်လို့ရတယ်အဲတကယ်လို့ကျွတ်နေပြီ အဲကျွတ်နေပြီဆိုရင်ပူဆိုးတဲ့အခြေအနေမှာပြောင်းတော့မယ့်အခြေအနေဆိုရင်တော့ဒါကာကွယ်ရုံနဲ့မရတော့ဘူးပေါ့နော်တရားလေးကိုကုသမှုခံယူတင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီသပင်းကျွတ်တာနဲ့ပတ်သက်ပြီးတော့အမျိုးသားနဲ့အမျိုးသမီးရောကွာခြားချက်ရှိပါသလားရှင်။ဆရာနဲ့ဆရာမဆွေးနွေးပြပါအောင်ရှင်။ဟုတ်ကဲ့ဟုတ် အဲစပင်ကျုပ်ပြီးပြောင်းလာတော့အမျိုးသားနဲ့အမျိုးသမီးကကွာခြားချက်ပိုက်တန်မတူဘူးပေါ့နော်အမျိုးသားဆိုလို့ရှိရင်သူကဒီနှစ်ဖူးထိပ်ပေါ့နော်အဲထိပ်ကနေစပြီးပြောင်းမယ်သူက U shape ပုံစံမျိုးပေါ့ဒီ hair line ဒီနောက်ဆုတ်ပါမယ်အငဲထိပ်လည်းပါမယ်အဲ့တော့တဖြည်းဖြည်းအသက်ရလာတာနဲ့မြားဒီအရှိရလည်းနောက်ကိုပြောင်းနောက်ကလည်းရှေ့ကိုပြောင်း အလဲရလုံးဝပြောင်းသွားမယ်ဘေးခဲရကြတော့ဒီတိုင်းပဲဆက်ရှိနေမယ်ပေါ့နော်အဲ့တော့အမျိုးသမီးရကြတော့လို့မဟုတ်ဘူးအမျိုးသမီးရကြတော့ဒီစပင်းအလဲခွဲချောင်းပေါ့အဲခွဲချောင်းကလည်းတဖြည်းဖြည်းတစ်ဖက်တစ်ချက်စီကိုကျဲသွားမှာပေါ့ပြီးရင်ပါသွားမယ်ဆိုတော့ဟိုဘာနဲ့တွတ်တူလဲဆိုတော့ Christmas tree ပေါ့ shape အဲ့လိုပုံစံမျိုးသွားမှာပေါ့နော်အာနောက်တစ်ချက်ကအမျိုးသမီးတွေမှာကြတော့အာဒီ တက်တက်တာလုံးမှာအာဒီဟော်မုန်းပြောင်းလဲအဆင့်တွေကပို့ပြီးတော့ကြုံတွေ့ရတယ်။ဥပမာကိုဝင်ဆောင်တဲ့အချိန်တို့အာဒါကလေးမီးဖွားတဲ့အချိန်၊တွေးဆုံတဲ့အချိန်တွေပေါ့နော်။အဲ့တော့အဲ့အချိန်မှာဆိုရင်ဟော်မုန်းပြောင်းလဲချောင်းလဲကျွတ်နိုင်ပါတယ်။အဲ့တော့ဆရာမခုနကတော့ပြောတဲ့ပုံရအဆိုရင်တော့ကျွန်တော်အမျိုးသားတွေနဲ့အမျိုးသမီးတွေနဲ့ရှင်လိုက်တဲ့အခါမှာကျွန်တော်အမျိုးသားတွေဆိုရင်ဟော်မုန်းပြောင်းလဲကဘဝမှာတိတ်ပြီးတော့မရှိဘူးလေနော်။ဆိုတော့လူပြိုဖြစ်တဲ့အချိန်မှာဆိုရင်တစ်ခေါက်ရယ်အဲကျွန်တော်အသက်60ကျော် မေးအန်ဒရိုပေါ်လို့ခေါ်မှာနော်မန်အန်ဒရိုပေါ်လို့ခေါ်မယ်နဲ့တူအမျိုးသားသွေးဆုံးချိန်ပေါ့အဲလိုအချိန်မှာဆိုတစ်ခေါက်လောက်ပဲရှိတာပေါ့နော်အဓိက main ကလေးတွေကြတော့သူဒီအပြိုဖြစ်တဲ့အချိန်အားနဲ့စပြီးတော့တောက်လျှောက်သွေးဆုံးတဲ့အချိန်ကြီးဆိုတော့နှစ်ပေါင်းများစွာမှာဟော်မုန်းတက်ကြတဲ့အချိန်အများကြီးဖြစ်နေတာဆိုတော့လေအမျိုးသမီးတွေကပို့ပြီးတော့ဒီသပင်ကျွတ်တာရဲ့ဟော်မုန်းတက်ကြကြောင့်သပင်ကျွတ်တာကိုပို့ပြီးတော့ခံစားနိုင်ရခြင်းရှိတယ်ဆိုတဲ့သဘောလားဆရာမ ဟုတ်ပါတယ်ဟုတ်အဲ့တော့ဟိုဒါပေမဲ့ဒါတအားရောစိတ်ပူစရာမလိုဘူးပေါ့နော်ဘာလို့ဆိုတော့ဒီဟော်မုန်းပြောင်းလဲအကြောင်းဖြစ်တဲ့သဖြင့်ကျွတ်တာအားကြတော့အာ တန်ဖိုးရော်တွေပဲယာယီပဲဆိုတော့ပြန်ပေါက်တယ်စိတ်ပူစရာမလို့ပေါ့နော်အဲဒါမဲ့နောက်တစ်ချက်ရှိတာအမျိုးသမီးတွေမှာဟိုတလားတစ်ခါပေါ့ဒီဓမတာကြောင့်တန်သက်ဆုံးရှုံးရတာရှိတယ်အဲတန်သက်ဆုံးရှုံးတာကလည်းဒါသပင်ကျွတ်တာရဲ့အကြောင်းရင်းတစ်ချက်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လဲအမျိုးသမီးတွေကဟိုပုံမှန်လေးကိုဒါဂရုစိုက်ပေးနေရတယ်လို့ဖြစ်နေတာပေါ့နော်အဲအဲ့တန်သက်မှမဟုတ်ဘူးတခြားပေါ့ဆင်းဘာဟုတ်ဗီတာမင် D ဒါတွေချို့တဲ့လို့ရှင်လဲသပင်ကျွတ်နိုင်ပါသေးတယ် ဟုတ်ကဲ့အခုဆိုရင်ဒီသပင်ကျွတ်တဲ့အကြောင်းရင်းတွေကတော့အများကြီးရှိရပေါ့နော်ဆရာနဲ့ဆရာမနဲ့ရှင်းပြသွားတဲ့အထဲမှာဒီ stress ကြောင့်ရောသပင်ကျွတ်တာကဖြစ်နိုင်ပါလားဆရာနဲ့ဆရာမဆင်းနေပြပါအောင်ရှင်ဟုတ်ကဲ့ဟုတ်အာ stress ကြောင့်ဖြစ်နိုင်ပါတယ် stress မှာမှာဒီ emotional stress ပေါ့နော်စိတ်ဖိစီးမှုများတာကြောင့်လည်းဖြစ်နိုင်တယ်လို့ဒီ physical stress ပေါ့နော်အာဥပမာဒီအပြင်းထန်အဖျားနာပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ်ဥပမာခွဲစိတ်ကူးတာမှုခံယူရပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီသပင်အထွေးလိုက်ကျွတ်တာမျိုးလည်းကြုံတွေ့ရနိုင်ပါတယ် ကျွန်တော်တို့ဒီလူတယောက်ပေါ့နော်ဒီစိတ်ဖိစီးမှုများတဲ့ lifestyle မှာရှိတဲ့လူတယောက်ဆိုရင်အဓိကတော့ကျွန်တော်ပုံမှန်အားဖြင့်တော့ဒီလိုလူတွေဆိုရင် stress များလို့စပင်ကျွတ်တယ်လို့ပြောတဲ့အခါဆိုရင်သိပြီးတော့ gut side လေးမရှိဘူးအဲဒါပေမဲ့တကယ်တမ်း stress များလာတဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်မှာ cortisol လို့ခေါ်တဲ့ stress hormone တွေထွက်လာဒီလူခန္ဓာကိုယ်မှာဒီ stress တွေကိုခံနိုင်ရရှိဖို့ကဒီ hormone တွေကလုပ်ပေးတာအော်ဒီ hormone လေးတွေထွက်လာဖို့ကြတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ vitamin C ကိုသူကအသုံးပြုရတယ် အဲ့တော့ဗီတာမင် C တွေရော့နယ်လာတာ ਨੇ မြတ်ကျွန်တော်တို့ခန္ဓာကိုယ်မှာ collagen production ကိုသွားပြီးတော့ impact သွားဖြစ်စေတယ်ပေါ့နော်အဲ့တော့တကယ်လို့ဒါကိုက stressful lifestyle တခုရှိတယ်ကိုက safe ဖြစ်စီတယ်ပင်ပန်းတဲ့သူဆိုရင်အထူးသဖြင့်တော့ collagen နဲ့ကျွန်တော်တို့ vitamin C လိုပါတဲ့ supplement မျိုးတွေထဲတောက်တယ်ဆိုရင်ရောကျွန်တော်တို့ဆရာမခုနပြောတဲ့ဇပင်တွေအထွေးလိုက်ကျွတ်တာကိုကျွန်တော်တို့ကာကွယ်လို့ရမလားပေါ့ โอเคဟုတ်အဲ့တော့သပင်ကျွတ်တဲ့အကြောင်းရလဲ stress ပဲဆိုတော့လေဒီ stress ဆိုလို့ရှိရင်အခုနဗီတာမင် C ကိုနိုင်ကိုကလဲ antioxidant ဖြစ်တယ်အပြီးတော့နောက် collagen ထုတ်လုပ်တဲ့အနေအမှာလဲသူကပါဝင်ပေးရတယ်ဆိုတဲ့အခါကျတော့သူတို့နှစ်ခုပေါင်းလိုက်တဲ့အခါပို့ပြီးတော့အာနိသင်ကဒီသပင်ကျွတ်တာကိုတက်တာရှိတဲ့အပြင်ကိုဒီအသားရေမှာပါပို့ပြီးတော့ကောင်းစေတဲ့အာနိသင်လဲရပါတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်ဒီလိုမျိုးပေါ့နော် stress တွေ hormone changes တွေအကြောင်းဖြစ်တဲ့ဇပင်ကျွတ်တာအပြင်ပေါ့နော်။တခြားသောဇပင်ကျွတ်စေတဲ့အကြောင်းအရာတွေရောရှိပါသေးပါရှင်။အာဟုတ်ကဲ့ဟုတ်တခြားအကြောင်းအရာတွေဆိုလို့ရှိရင်တော့ဥမာယောဂပေါ့နော်။အာ autoimmune အဲယောဂတွေကြောင့်လည်းဖြစ်နိုင်နေတယ်ဒီဥယျာဉ်ပြားမှာ infection ဝင်တာပေါ့နော်အဲယောဂတွေကြောင့်လည်းဖြစ်နိုင်နေတယ်အဲ့ဒါအပြင်အဲဒီယောဂတစ်ခုခုကြောင့်ရှေးကုသမှုခံယူနေရတဲ့သူတွေပေါ့ဥပမာ cancer ဝေးနာရှင်တွေဆိုလို့ရှင်လည်းဒီအဲဓာတ်ရောင်ခြေကုသမှုခံယူတာအဲ့ဒါမျိုးတွေကြောင့်လည်းသဘင်ကျွတ်နိုင်ပါတယ်အာနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ပေါ့နော်ဒီဟို lifestyle တွေကတစ်ခုပေါ့နော်အာ mainly ဆိုတာသဘင်ကိုခဏခဏအဲဆေးဆိုးတယ်ကောက်တယ်ဖြောင်းတယ်ပေါ့နော်အဲ့ဒါတွေလောက်တာကလည်းဒီ chemical ရှင်နဲ့အမြဲတမ်းထိတွေ့နေရတဲ့အတွက်ကြောင့်သဘင်ကျွတ်နိုင်ပါတယ် ဟုတ်ကဲ့ပါရှင်အခုဆိုရင်ဆရာနဲ့ဆရာမကဒီဆန်သားပြဿနာတွေထဲမှာမှာအဖြစ်များတဲ့သပင်ကျွချင်းအကြောင်းကိုဘလို့အကြောင်းအရာတွေကသပင်ကျွချင်းကိုပို့ပြီးတော့ဖြစ်စေတယ်ဆိုတဲ့အကြောင်းတွေကိုပြပြဆုံဆုံးပြပြသွားတာဖြစ်ပါတယ်အခုလိုမျိုးဆွေးနွေးပေးသွားတဲ့အတွက်ဆရာနဲ့ဆရာမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့စံသားကျမကြီးအကြောင်းစကားဝိုင်းလေးကိုကူညီပံ့ပိုးပေးတာကတော့ဩစတြေးလျနိုင်ငံကနေထုတ်လုပ်တဲ့ Fisher နဲ့ Fisher Premium မှာဖြစ်ပါတယ်ရှင်ဒီ Fisher နဲ့ Fisher Premium မှာဆိုရင်တော့စံသားကျမကြီးအတွက်အရေးကြီးတဲ့ဥယျာပြတွေ့လက်ပတ်မှုကောင်းမှုအတွက်ကူညီထောက်ပံ့ပေးနိုင်တဲ့ Hostel Equisitan Avance နဲ့ဈေးလိုလည်းပါဝင်ပါတယ်။ဒါအပြင်ပေါ့နော်ဒီစံသားကျမကြီးအတွက်အရေးကြီးတဲ့ Marine Collagen လည်းပဲဒီ Fisher နဲ့ Fisher Premium မှာ ပါဝင်ပါတယ်။ဒီ ဖီရှာနဲ့ဖီရှာပရီမီယံမှာပါဝင်တဲ့ Marine Collagen ဟာဆိုရင် Hydrolyze Collagen အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဥလန်းချောင်းကနေပြီးတော့မှဆုပ်ယူမှုကိုလည်းအားကောင်းစေပါတယ်။ဒီလိုမျိုးဒီ Collagen တွေကိုဖြည့်ဆွတ်ပေးရုံနဲ့မကဘဲနဲ့ခန္ဓာကိုယ်မှာနေပြီးတော့မှ Collagen Biosynthesis ကိုအားကောင်းစေဖို့အတွက် Ascorbic Acid နဲ့ဇင်းတို့လည်းပဲဖီရှာနဲ့ဖီရှာပရီမီယံမှာပါဝင်ပါသေးတယ်။ဒါပြင်ဒီ Collagen တွေကို ဖြက်စီးနေတဲ့ဒီ free radical တွေကိုတားဆီးဖို့အတွက်ဆိုရင်လည်း powerful antioxidant တွေဖြစ်တဲ့ grape seed extract, ascorbic acid, lycopene အစရှိတဲ့ antioxidant တွေလည်းပဲထပ်မံပါဝင်ပါတယ်။ဒီဆန်သားကျန်းမာရေးအပြင်အသားရည်ကိုအတွင်းမိုင်းအထိကြည်လင်ဝင်ပါစေတဲ့ advanced glutathione complex ဆာဆိုရင်လည်းပဲ fisher premium မှာထပ်မံပါဝင်ပါသေးတယ်ရှင်။ဆန်သားလှပတာတခုတည်းကိုပဲ focus လုပ်တာမျိုးမဟုတ်ဘဲနဲ့ self care တခုအနေနဲ့ beauty your healthy your better lifestyle တခုကိုပိုင်ဆိုင်မှုဆိုရင်တော့ facial နဲ့ facial premium ကတကယ်ကို daily routine မှာနေ့စဉ်တောက်သုံးသင့်တဲ့ premium supplement တခုဖြစ်ပါတယ်ရှင်ဒီနေ့ဆန်သားကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို professional point of view ရော personal experience တွေရောပါပြည့်ပြည့်စုံစုံနဲ့ဆွေးနွေးတော့ပေးကြတယ်ဆရာဒေါက်တာချန်ချင်းကျော်နဲ့အတူဆရာမဒေါက်တာဝင်းလဲဖြူကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် ဒီနေ့စကားဝိုင်းလေးကိုအချိန်ပေးပြီးနောက်ထောင်ပေးကြတဲ့ပေးသက်ကြီးအနေနဲ့လည်းပဲဒီဆန်သားကျမကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေထိုင်ရမလဲဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြည့်ပြည့်စုံစုံသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။